အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကိုဇွန်လ6ရက်မွန်းလယ်ပိုင်းမှာနေပြည်တော်ရှိလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်내နေရာချထားရေးဝန်ကြီးဌာနမှကျင်းပရာအမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစုံဝင်တက်ရောက်အမှာစကားပြောကြားပါသည် ရေဦးစွာမြို့သားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့အစည်းအဝေးတက်ရောက်လာကြသူများဟာ2025ခုနှစ်မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့မန္တလေးငရင်ကြီးကြောင့်အသက်ဆုံးရှုံးခဲ့ရမှုများနဲ့သေဆုံးရမှုများအတွက်ဆန္ဒနားလည်မှုနဲ့အတူထပ်တူဝန်내ကြေကွဲခြင်းအထိမ်းအမှတ်အဖြစ်တမနစ်ငြိမ်သက်စွာဥညွတ်ကားတော်ဟာပြုကြပါတယ် အရင်းနောက်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ကအဖွင့်အမှားစကားပြောကြားရမှာ မန္တလေးငရင်ကြီးလှုပ်ခတ်မှုကြောင့်ပစ္စည်းဆုံးရှုံးမှုများအနေနဲ့ဇွန်လ6ရက်နေ့အထိတေဆုံးသူ3839ဦးဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ68ဦးနေအဆောင်6300ကျော်နဲ့စာတင်ကြောင်းဖရာကျောင်းကန်စီဒီများလန်ဒရာများများစွာထိခိုက်ပျက်စီးခဲ့မှုများ နိုင်ငံတကာရဲ့ကုညီပန့်ပိုးမှုများအနေဖြင့်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဆေးလွတ်ခဲ့ကြတဲ့နိုင်ငံပေါင်း25နိုင်ငံမှရှာဖွေကယ်ဆယ်ရေးနဲ့ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဝင်ပေါင်း2688ဦးကိုဆေးလွတ်ခဲ့မှုအခြေအနေများအစောဆုံးအနေဖြင့်အိန္ဒိယနိုင်ငံဖြစ်တဲ့တရုတ်ပြည်သူတမရနိုင်ငံကရောက်ရှိပြီးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကတမရတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနဲ့မြန်မာနိုင်ငံမိသားတပ်ဖွဲ့ဝင်များကလည်းနိုင်ငံတကာမှအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များနဲ့ပူးပေါင်းပြီး ကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုစွမ်းစမ်းတမန်ဆောင်ရွက်ခဲ့မှုအခြေအနေများနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ငရင်လှုပ်ခတ်ပြီးအချိန်ပိုင်းအတွင်းနိုင်ငံတကာကိုအကူအညီတောင်းခံမှုကြောင့်နိုင်ငံပေါင်း16နိုင်ငံမှာစာနာထောက်ထားမှုပစ္စည်းနဲ့ဆေးဝါးစုစုပေါင်းတန်ကျိန်2482တန်းကိုလေရင်အစည်းပေါင်း100ရေရင်ပေါင်း80စီးနဲ့မော်တော်ယာဉ်2စီးဖြင့်ပို့ဆောင်ထောက်ပံ့ခဲ့မှုအခြေအနေများဇွန်လ6ရက်နေ့အထိစည်ရင်များအရာပြည်တွင်းပြည်ပစေတနာရှင်ပြည်သူများလှူဒါန်းမှုအနေနဲ့ လေးချိန်အတွင်းငွေကျပ်144ဘီလီယံကျော်ရရှိခဲ့မှုနိုင်ငံတကာမှအဆိုရအဖွဲ့များမြန်မာနိုင်ငံမှပြည်ပရောက်စေတနာရှင်များလှူဒါန်းမှုအနေနဲ့အမေရိကန်ဒေါ်လာ9တသမတသန်းကိုရီးယားဝမ်5သန်းအိန္ဒိယ UP 16သန်းထိုင်းဘတ်2သန်းစင်ကာပူဒေါ်လာ3150ဒေါ်လာတရုတ်ယွမ်900တိရီလင်္ကာ UP 2သိန်းခွဲ နီပေါ် UP 3000ဘင်္ဂလားဒေ့ရှ်တာကာ3160ဗီယက်နမ်ဒေါင်း6900အင်ဒိုနီးရှား UP 2000ကမ်မောရီးယားရီယဲ9316500လာအိုကစ်3.8တန်းကျော်ရုရှားယူဘယ်9630000ကျော်ရရှိခဲ့မှုအခြေအနေများနိုင်ငံတကာကုညီကဲဆယ်ရေးနိုင်ငံ25နိုင်ငံနဲ့ကဲဆယ်ရေးပစ္စည်းပေးပို့တဲ့နိုင်ငံ19နိုင်ငံနဲ့ဝိုင်းဝန်းကုညီပေးခဲ့ကြတဲ့ကဲဆယ်ရေးအဖွဲ့ဝင်များကို နိုင်ငံတော်ကိုစားပြည်သူများကိုစားဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနကိုစားကျေးဇူးတင်ရှိကြောင်းကိုအခုအစည်းအဝေးမှာထပ်မံပြောကြားလိုမူနိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်ငရင်ဘေးနဲ့ပတ်သက်ပြီးလာရောက်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြတဲ့နိုင်ငံများအလိုက်အဖွဲ့များကိုအမတ်တရားကွန်ပျူတာစိတ်များပေးပို့ရေးလက်ညှိုချက်ပေါ်နိုင်ငံသားရေးဝန်ကြီးဌာနမှတဆင့်အဲ့ဒီကွန်ပျူတာစိတ်များနိုင်ငံအလိုက်ပေးပို့မှုလက်ခံရရှိမှု နိုင်ငံများအလိုက်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့တဲ့မှတ်တမ်းများကိုပြုစုပြီးပါကပေးပို့နိုင်ရည်ယာယီဆောင်ရွက်မှုဒါအပြင်နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့နိုင်ငံတကာနဲ့ပြည်ပမှလှူဒန်းတဲ့စေတနာရှင်ပြည်သူများရဲ့အလွန်ငွေများနဲ့ပစ္စည်းများရောက်ရှိလာတဲ့အပေါ်မူတည်ပြီးငရင်တန်တဲ့ဒေသများရှိပြည်သူများထံကိုလက်ဝဲအရောက်အစိမ့်နဲ့တပြေးညီဖြန့်ဝေပေးရန်ညွှန်ကြားထားမှုအပေါ်ဖြန့်ဝေပေးစီမှုအခြေအနေများ ဇွန်လ6ရက်နေ့အထိရရှိတဲ့ပြည်တွင်းအလှရှင်များရဲ့ငွေကျပ်144ဘီလီယံနဲ့ပြည်မအလှရှင်များရဲ့အမေရိကန်ဒေါ်လာ5သန်းကျော်အပါအဝင်နိုင်ငံတော်အစိုးရအနေနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုရမငွေထက်မှန်ထည့်ဝင်ပေးမှုနဲ့ငရင်ဘေးသင်းချင်းအရေးပေါ်ကူညီကယ်ဆယ်ရေးအပြည့်အစည်းများရှင်းလင်းရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းများမှာအင်တိုက်အားတိုက်ဆောင်ရွက်နိုင်ရန်ထည့်ဝင်ပေးထားမှုအခြေအနေများ ဇွန်လ6ရက်နေ့အထိတုံးဆွဲပြီးတဲ့ငွေစုစုပေါင်းငွေကျပ်264.656ဘီလီယံရရှိပြီးတုံးဆွဲမှုမှာဝင်ကြီးဌာနနဲ့အဖွဲ့အစည်း45ခုမှဝန်ထမ်းနဲ့မိခိုတသိန်း3000ကျော်အတွက်စံစီစာပဲနဲ့ငပီ3000ဆာထောက်ပံ့ခြင်းပျက်စီးခဲ့တဲ့အခြေခံပညာကျောင်းများအစင်းမြင့်ကျောင်းများမှယာယီကျောင်းဆောင်များပြုလုပ်ရန်ကြိုတင်ငွေများပေးအပ်ခြင်းဝင်နှန်းအင်အားများ ရုံးများနဲ့အထူးအဆောက်အအုံများပြင်ဆင်နိုင်ရန်ကြိုတင်ငွေပေးအပ်မှုအခြေအနေများ ီနယ်တစ်ခုနဲ့တိုင်းရင်းသားကြီး၃ခုမှအခြေခံပညာအထက်တန်း grade 10ဆောင်မဝက်ပြန်လည်ဖြည့်ဆို့ကြမယ်။ចောင်းသားចောင်းသူနဲ့အနေကအကူအညီပေးကြတဲ့ဆရာဆရာမများအတွက် camp အတွင်းနေထိုင်စားသောက်ရေးစရိတ်များစားရိတ်ရိတ်ခါကရိယာများဖြည့်ဆည်းပေးမှုစရိတ်များအဝေးမှာပညာရဲ့ဆိုင်ရာဘာသာရဲ့အလိုက်လာရောက်တင် जा ပို့ချပေးကြတယ်ဆရာကြီးဆရာမကြီးများရဲ့ခရီးစရိတ်တဲခုံနေထိုင်ရေးကိစ္စရဲ့များအတွက်စုစုပေါင်းဘီလီယံ20ကို နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့အခုလမှထောက်ပံ့ပေးခဲ့မှုအခြေအနေများငရင်ဘေးတင်ပြည်သူများရဲ့နေအိမ်များပျက်စီးမှုအပေါ်မူတည်ပြီးနိုင်ငံတော်မှထောက်ပံ့ပေးရန် DMC မှတွက်ချက်ထားပြီးဝန်ထမ်းအရာမပါလူနေအိမ်3963လုံးအားမကြာမီထောက်ပံ့ပေးသွားမယ့်အခြေအနေများနိုင်ငံတော်အနေနဲ့ပြည်သူ့အမရနိုင်ငံကို prefabricators house office များကိုအခုညှိတောင်းခံခဲ့မှုအပေါ် prefabricators office အလုံးကြီး900နဲ့ prefabricated house အလုံးရင်4500ရရှိခဲ့မှုအလားတူ73စီအနေနဲ့လည်းဒီဇယ်9.6တန်းဂါလန်နဲ့ဓာတ်ဆီ6တန်းဂါလန်ကိုတပ်ပြူသမရနိုင်ငံမှာငရင်ဘေးအနေနဲ့ဆိုင်ရနေပြန်လဲထူထောင်ရေးကာလလိုအပ်သလိုအသုံးပြုနိုင်ရေးထောက်ပံ့မှုအပေါ်ဆက်လက်ဆောင်ရွက်ရမယ့်အခြေအနေများနိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်းပြီးခဲ့တဲ့မေလ30ရက်နေ့မှာကျင်းပခဲ့တဲ့ငရင်ဘေးလွန်မြန်မာစီးပွားရေးပြန်လဲကုစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲမှာ မနိုင်ကြီး၃ရက်ကိုထည့်သွင်းဆွေးနွေးသားခဲ့မှုအခြေအနေများအပေါ် DMC အနေနဲ့လည်းပြည်내ထူထောင်ရေးကာလအတွင်းမူဝါဒအနေနဲ့ဆက်လက်ဆောင်ရွက်ရမယ့်အခြေအနေများမိုးရင်းကာလရောက်ရှိလာပြီဖြစ်တဲ့အတွက်ဖြစ်လာနိုင်တဲ့သဘာဝဘေးရန်နေများကိုတတ်ချက်ကကြိုးရင်းကာကွယ်တားဆီးခြင်းဖြင့်ထိခိုက်ပျက်စီးမှုအ ਨੇ ဆုံးဖြစ်အောင်လုပ်ဆောင်ရမယ့်အခြေအနေများနိုင်ငံတော်အနေနဲ့ပြည်내ထူထောင်ရေးကိစ္စရပ်များပြည်သူများလုံလုံခြုံခြုံဖြင့်နေထိုင်နိုင်ရေးကိစ္စရပ်များမှာအတက်နိုင်ဆုံးအဆင်ပြေစေရေး ရရှိလာတဲ့အလူငွေများနိုင်ငံတော်မှထည့်ဝင်ထားရှိတဲ့တဘာဝဘေးရန်ရဲ့ဆိုင်ရာရမုံငွေများမှဆောင်ရွက်ပေးရမယ့်ကိစ္စရပ်များကိုစနစ်တကျစစဉ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများရန်နယ်ထူထောင်ရေးကာလမှာလိုအပ်တဲ့စားလို့ရေးသုံးပစ္စည်းများထောက်ပံ့ပေးနိုင်ရေးနဲ့ရက်ဆိုင်သားမဲ့ဘီလက်မြေစက်ရုံများအ мян ဆုံးပြန်လည်လည်ပတ်နိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများကစက်မှတ်ဆောင်ရွက်သွားရန်လိုအပ်တဲ့အခြေအနေများကိုဆွေးနွေးပြောကြားခဲ့ပြီး

ငရင်ဗိဒံသင်ဒေတာများမှာလုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့ရက်ရွာအေးချမ်းတာယာရေးဆောင်ရွက်ပေးနေမှုငရင်ဗိဒံသင်အဆောက်အုံများအတွင်ကြန့်ရှိနေတဲ့ပစ္စည်းများအားကုညီရှာဖွေဆောင်ရွက်ပေးနေမှုငရင်ဗိဒံသင်တိုင်းဒေသကြီးနဲ့ပြည်내များမှာပြည်내ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုငရင်ဗိဒံရုံများနဲ့ဝန်ထမ်းများအတွက် prefabricated house office များတည်ဆောက်ကာနေရာချထားပေးမှုငရင်ဗိဒံသင်ပြည်သူများနဲ့ဝန်ထမ်းများအားထောက်ပံ့ပေးနေမှု ပျက်စီးဆုံးရှုံးမှုများရဲ့မူလတန်မှုနဲ့လက်ရှိကာလတန်ဖိုးတွက်ချက်ထားရှိမှုနိုင်ငံတကာမှထောက်ပံ့ရေးပစ္စည်းများရောက်ရှိလာမှုနဲ့ငရင်တန်တဲ့ဒေသများကိုဖြန့်ခွဲပေးမှုအခြေအနေများကိုရှင်းလင်းတင်ပြကြပါတယ်။ အဲ့ဒီနောက်အဆောက်အုံများပြည်내ပြုပြင်အသုံးပြုရေးနဲ့အသက်တိဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကယာယီရုံးများဦးစားပွေဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့မှုစစ်စေးရေးအဖွဲ့များဖြင့်ရုံးဝန်ထမ်းအင်အားများအဆောက်များနဲ့အထူးအဆောက်အုံများအားစစ်ဆေးခဲ့မှုနဲ့စစ်ဆေးတွေ့ရှိချက်များပြည်내ပြင်ဆင်ခြင်းလုပ်ငန်းများအတွက်ဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြကြပါသည်ဆက်လက်ပြီးကော်မတီအတွင်ရေးမှု လူမှုဝန်ထမ်းကဲဆဲရေးနယ်ပြည်လဲနီယာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်ကရခိုင်အစည်းအဝေးဆုံးဖြတ်ချက်များပေါ်ဆောင်ရွက်ပေးစီမှုများကိုဖတ်ကြားတင်ပြပါတယ်။အဲ့ဒီနောက်အစည်းအဝေးကိုတက်ရောက်လာကြသူများကဝင်ကြီးဌာနအလိုက်တက်ဆိုင်ရာကဏ္ဍများအလိုက်အသေးသေးရှင်းလင်းတင်ပြကြပါတယ်။ ရီနောက်အမျိုးသားသဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံအခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဘိုးချုပ်မှုကြီးစိုးဝင်းကဆွေးနွေးတင်ပြမှုများအပေါ်လိုအပ်တာများပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးပြီးဤကုန်းချုပ်အမှားစကားပြောကြားကအစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်းသိရှိရပါရဲ့ရှင်။